ဒူဘိုင်းမြို့မှာရှိတဲ့အခမ်းအနားဆုံးစီးရင်ဝင်ဂျန်ငါးပွင့်ဟိုတယ်တစ်ခုအကြောင်းပြည်သက်များအားလုံးပဲမင်္ဂလာပါ Miss Knowledge ကနေပြီးတော့ပြည်သက်တွေအားလုံးကိုကြိုဆိုပါရစေဒီတစ်ခါပြောပြပေးမယ့်အကြောင်းအရာလေးကတော့ဒူဘိုင်းမြို့မှာရှိတဲ့ကမ္ဘာပေါ်မှာအခမ်းအနားဆုံးအဆင့်မြင့်ဆုံးစီးရင်ဝင်ဟိုတယ်တစ်ခုအကြောင်းပဲဖြစ်ပါတယ်ဒူဘိုင်းလိုချမ်းသာတဲ့နိုင်ငံကြီးမှာအဆင့်မြင့်ဟိုတယ်တွေအများအပြားရှိပါတယ်ဒီလိုလူချမ်းသာတွေအများအပြားနေထိုင်တဲ့နိုင်ငံမှာအဆင့်မြင့်ဟိုတယ်တွေများစွာရှိတာတော့မထူးဆန်းပါဘူး ီလိုအခမ်းအနားဆုံးအကြီးကျယ်ဆုံးဟိုတယ်တွေကအကောင်းဆုံးဟိုတယ်တစ်ခုအကြောင်းကိုပြောပြပေးသွားမှာပါ။လက်ရှိကာလမှာဒူဘိုင်းမြို့ဟာအချမ်းသာဆုံးမြို့တစ်မြို့ဖြစ်လာပါဗျ။အားကျစွမ်းမွက်ပရာကောင်းပြီးခမ်းနားကြည့်ကြတဲ့ဒူဘိုင်းမြို့မှာရှိတဲ့စိန်ကျလာတဲ့ဟိုတယ်တွေအကြောင်းကိုဘူးတွတ်အဖြစ်ပြောပြပေးသွားမှာပါ။ဒါဆိုရင်ပြည့်တက်ကြီးရေခမ်းနားလာတဲ့ဟိုတယ်ကြီးစီကို တူတူလေးလာကြည့်ရှုရအောင်နော်။ဘူချာရက်ဟိုတယ်ဟာဒူဘိုင်းမြို့မှာရှိတဲ့စိန်ခမ်းဟိုတယ်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာအမြင့်ဆုံးဟိုတယ်တွေထဲကတစ်ခုဖြစ်ပါတယ်။ဒီဟိုတယ်ကမြေပြင်ကနေအမြင့်ပေအထက်689ပေအမြင့်မှာရှိပြီးအမိုးအနီးမှာလည်းရဟတ်ရင်ကွင်းတစ်ခုပါရှိပါတယ်။ဘူချာရဲဟိုတယ်ကိုလွန်ခဲ့တဲ့1996ခုနှစ်ဒီဇင်ဘာ1ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ဟိုတယ်ကိုအိုင်ယာလန်လူမျိုးဗိတုကာပညာရှင်ကဒီဇိုင်းပုံဖော်ရေးဆွဲထားတာဖြစ်ပြီးရဟတ်ရင်ရနာရနေရာမှာတော့ကားပြိုင်ကွင်းလက်ဝဲကွင်းတစ်ခုအဖြစ်အသုံးပြုကာ တင်းနစ်ပြိုင်ပွဲတွေနဲ့သမိုင်းတလျှောက်အမြင့်ဆုံးစွန်လိုင်းစီးခြင်းတွေကိုပါကျင်းပတဲ့နေရာတစ်ခုလည်းဖြစ်လာပါတယ်။ဟိုတယ်ကိုအင်ဂျင်နီယာတွေကရေတိုက်စားခြင်းကနေကာကွယ်ဖို့အတွက်ကွန်ကရစ်တွေကိုပြားလဖို့ပုံစံဖြင့်ပတ်ထားတဲ့ကြောက်ကြီးတွေကိုအသုံးပြုပြီးမြေမျက်နှာပြင်အလွှာကိုဖန်တီးထားတာဖြစ်ပါတယ်။ဘူဂျာရတ်ဟာဂျီဗိုရာဟိုတယ်၊ JW Marriott Marquis Dubai, Four Season Palace Kuala Lumpur, Rose and Rehan တို့ပြီးရင် ကမ္ဘာပေါ်မှာပြင်စမမြောက်အမြင့်ဆုံးဟိုတယ်တစ်ခုဖြစ်ပါတယ်။ဘူဂျာရက်တစ်ခုလုံးကိုအဖြူရောင်ကော်လံတွေခြေတက်ထားမှုကလည်းကြီးမားတဲ့ဩစာလွှမ်းမိုးမှုကို ပြသက်ထားတာဖြစ်ပါတယ်။တညကို US ဒေါ်လာ2400ပေးရတဲ့ဘူဂျာရက်ဟာကမ္ဘာပေါ်မှာဈေးကြီးဆုံးဟိုတယ်15ခုရဲ့နံပါတ်7နေရာမှာစီးရင်ဝင်ပါတယ်။ဘူဂျာရက်ဟိုတယ်ဟာတရုတ်ဈေးကွက်မှာတော့အလွန်ရေပန်းစားတဲ့ဟိုတယ်တစ်ခုဖြစ်ပါတယ်။ဟိုတယ်မှာဝင်ဆောင်မှုမျိုးစုံကိုလည်း ဝန်ဆောင်မှုပေးထားပါတယ်။ဘိုဂျာရက်ဟာအထင်ကြီးလောက်ပဲအကောင်းပြီးခင်မီစမ်းတဲ့စောက်လူရည်နီးပညာမှာထူးထူးခြားခြားရင်းနှီးမြှုပ်နှံမှုကအလွန်အံ့ဩစရာကောင်းပါတယ်။ဘူဂျာရာဟာ On City 2009 Alban Ocean Ice အတွက်မျက်နှာဖုံးအဖြစ်ယက်တီထားခဲ့တာဖြစ်ပါတယ်။ဘူဂျာရာဟာကျင်ငါးပွင့်ဟိုတယ်ဖြစ်ပြီးတရားဝင်အဆင့်အမြင့်ဆုံးဖြစ်တာကြောင့်ဟိုတယ်ကိုကမ္ဘာတစ်ခုတည်းသော ကျယ်ခွနပွင့်ဟိုတယ်အဖြစ်ဖော်ပြထားတာဖြစ်ပါတယ်။ဒီဟိုတယ်ဟာ ဒူဘိုင်းစီးပွားရေးတိုးတက်မှုနဲ့နာဂက်စီဖွံ့ဖြိုးတိုးတက်မှုအတွက်သင်္ကေတတစ်ခုဖြစ်ပြီးကမ္ဘာပေါ်မှာအမြင့်ဆုံးဟိုတယ်တွေကတစ်ခုလည်းဖြစ်ပါတယ်။အာရေဗျာလူမျိုးတွေရဲ့လေအမျိုးအစားဖြစ်တဲ့ဒဲဟောင်ရက်လွင့်လေပုံစံဖြင့်တိဆောက်ထားပြီးကမ်းခြေကမ်းလွန်ပေ920မီတာ280အကွာရှိကျွန်းတူပေါ်မှာတည်ရှိပါတယ်။ဝီဂျာရက်ဟိုတယ်ရဲ့စောက်လူရေးကုန်ကျစရိတ်မှာအမေရိကန်ဒေါ်လာ10ဘီလီယံဖြစ်ပါတယ်။ UAE နိုင်ငံဒူဘိုင်းရှိဗဟုသုတလက်ရာနဲ့အံ့ပွဲအထင်ကရအမှတ်သားတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ဘူဂျာရက်ဟာဒူဘိုင်းရှိအကျော်ကြားဆုံးအထင်ကရနေရာနဲ့ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်ပြီးကျဲခွနပွင့်အဆင့်ကြောင့်ကျော်ကြားပါတယ်။အပေါ်စီးမှမြင်ရတဲ့စတိုင်ချတဲ့ Sky Bar မှာတော့ကောက်တေးဖြင့်ညနေခင်းကိုအဆုံးသတ်နိုင်ပါတယ်။ဘူဂျာရက်မှာစုစုပေါင်း စားတောက်ဆိုင်နဲ့ဘားဆယ်ခုရှိပါတယ်။ရင်သက်ရှုမောပွဲ အထရီယန်အခမ်းမှာမှာဒူဘိုင်းကောင်းကင်ရံမြင်ကွင်းနေခန်းနာတဲဝါတဲ့အခန်းနေအထိဝူဂျာရက်ဟိုတယ်အတွင်းရွှေချထားတဲ့ပရီဘောဂါတွေနဲ့ဒီဇိုင်နာပရီဘောဂါတွေနဲ့အသေးစိတ်ကို တွေ့မြင်နိုင်ပါတယ်ဝူဂျာရက်ကိုအာရဗ်စီးလို့လဲလူသိများပါတယ်အတိတ်ဘယ်ကအထင်ရအဆောက်အုံနဲ့မြို့ပြဘီတူကာကိုရည်ညွှန်းပါတယ်ဟိုတယ်မှာအထက်60ရှိပါတယ်ဝူဂျာရက်ဟိုတယ်ဟာလူကုန်တန်းအတိုင်းဝိုင်းတွေအများပြားတဲကိုတဲ့ စင်မြင့်စင်ကန်ဟိုတယ်တစ်ခုဖြစ်ပြီးခီးသွားများပြတ်တွက်တာယာလှပတဲ့ရှုခင်းနေနဲ့ရင်သက်ရှုမောပွဲကောင်းတဲ့ဝင်ဆောင်မှုမျိုးစုံကိုပေးစွမ်းနိုင်တဲ့အကြောင်းတင်ရှားကြော်ကြပါတယ်ဗီဒီယိုလေးကိုအပြည့်အထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုကလစ်တွေမှာပြန်လည်ပြီးတော့ဆုံဖို့ဆိုရင်တော့ like and follow လေးနဲ့အားပေးသွားပါအောင်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ။